အိလန်သည်ရဲ့မလောက်စီအောင်ကန့်လန့်မှုကိုဘာကြောင့်ပယ်ချခဲ့တာလဲဆိုတာကိုဖွင့်ရပြောဆိုလိုက်တဲ့ Bruno Fernandes Sorry League လက်အိလန်အသင်းကကလပ်ကပ်ပလာအတွေ့ Man United အသင်းကောင်းဆောင် Bruno Fernandes ကိုမလောက်စီအောင်ကောင်းတဲ့ကန့်လန့်မှုတွေနဲ့ကန့်လန့်ခဲ့ပါလိမ့်မလောက်ဒီမလောက်စီအောင်ကောင်းလဲဆိုရင်သူ့ရဲ့ပြောင်းရွှေ့ခြင်းအတွေ့ပေါင်တန်းတရာပြင်း Double Gala စာအနေနဲ့ပေါင်9သိန်းတန်ကြီးရှိတဲ့ပေါင်တန်း200တန်းစာချုပ်နဲ့ကန့်လန့်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒီကလမ်းမှုတွေကိုတော့ယေမနီကဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင်ကပယ်ချသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘော်ရီလေဝစင်ဇာမာဂါအီလီယတဲ့အကန့်လန့်မှုတွေဟာရော့တက်ဘာရောက်ရှိနေတဲ့လောကလာစာထက်ကိုပိုမိုများများစွာရောက်ရှိခဲ့တာဖြစ်ပြီးမိသားစုအနာဂတ်အတွက်စိတ်ချရမှုနဲ့အတူကန့်လန့်မှုအပေါ်ရက်အတန်းကြာကိုစဉ်းစားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပဲလည်းဘူနိုဖရန်ဒက်စ်ဟာမိသားစုဝင်တွေနဲ့ဆွေးနွေးပြီးပြုလုပ်ပြီးတဲ့နောက်အပြောင်းအရွှေ့ကိုဖြစ်လာမှာမဟုတ်ကြောင်းဆော်ဒီလီကလပ်ကိုအကြောင်းပြခဲ့တာလည်းပဲဖြစ်ပါလိမ့် နေရအမရင်တယောက်တော့အသင်းရဲ့ရေးပါဆုံးသောဇာမတယောက်ဖြစ်တဲ့ဘရူနိုဖရန်နက်စ်ကိုအသင်းမှာဆက်ထိန်းကြောင်းနာမဖြစ်လို့ပို့ပြီးတော့ဝမ်းသာနေပါတော့အသေးကြပါပြီဘရူနိုဖရန်နက်စ်ကတော့20ခုနှစ်ဇန်နဝါရီမှာစပေါ်တင်လစ်ဘွန်အသင်းကနေပေါင်း48တန်းနဲ့ပြောင်းရွှေ့လာပြီးတဲ့နောက်ပွဲပေါင်း290စားထရမှာ98ခုအထိသွင်းယူထားနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်အဲဒီလေအသင်းကိုညင်းပယ်ခဲ့ရတဲ့အကြောင်းရင်းကိုသူကအခုလိုဖွင့်ရပြောဆိုပေးခဲ့ပါလိမ့်အဲဒီလေသမီးကကောင်းကွန်တဲ့အခွင့်အရေးတွေကျွန်တော်ကိုပေးခဲ့ပါလိမ့် အသိအဝဂရဘာကလည်းကျွန်တော်ကိုမင်းသွားခြင်းလားလို့ဖုံးဆက်ပြီးတော့မေးလာပါတယ်ဒီအတွက်နေပြအောင်မင်းနဲ့လည်းကျွန်တော်ပြော့ဖြစ်ခဲ့ပါတယ်သူကတော့ကျွန်တော်ကိုအသိအောင်လေးထွက်ခွာသွားတာမျိုးမလိုချင်ခဲ့ပါဘူး။အမှန်တမ်းပြောရင်တော့အာမိုရင်ကကျွန်တော်ကိုမသွားဖို့တောင်းဆိုလာခဲ့ပါလေ။ပြီးတော့ယူရတဲ့အသိဘက်ကလည်းရောင်းချခြင်းနေတဲ့အနေအထားမျိုးလည်းမရှိပါဘူး။အသိအတွက်ငွေကြေးအနေအထားရလိုအပ်နေတာလည်းမရှိလို့ပါပဲ။ဒါပေမဲ့ကျွန်တော်သာထွက်ခွာသွားမယ်ဆိုရင်လည်းသူတို့ကခွင့်ပြုပေးမှာပါ။ ကျွန်တော်ဇနီးတယ်ကိုလည်းအချိန်တွေကိုပြောပြခဲ့တော့သူကကျွန်တော်ရဲ့ဆုံးဖြတ်ချက်မှာပဲရှိနေမယ်လို့ကျွန်တော်ကိုပြန်ပြောပါတယ်။တကယ်တော့ဒီအပြောင်းအချို့ရတဲ့ကုလွယ်ကူတဲ့အရာတစ်ခုဖြစ်ခဲ့တာပါ။အဲဒီလေအသိမှတ်ကလည်းပေါ်ရီဇာမအများအပြားရှိနေသီးသားမှုလို့ပါပဲ။ဒါပေမဲ့လည်းကျွန်တော်အနေနဲ့အသက်အရွယ်အရာအမြင့်ဆုံးအချိန်တွေတစ်ခုမှာအဓိကဖလားတွေအရာယူခြင်းပါတည်းတရားကိုကျွန်တော်လုံချင်နေတုံးပါပဲ။လုံနိုင်မယ်လို့လဲကျွန်တော်ယုံကြည်ထားပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ မလောဆီယာကလမ်းမှုတွေကိုညင်းပယ်ခဲ့ပြီးအသင်းအတွက်တိုင်ဝဲဝင်ဖို့အသွေးသားတွေမှာရှိနေတဲ့ဘရူနိုဖရန်နက်စ်ကိုအသင်းရဲ့ကရမင်ဇာမဟောင်တယောက်ဖြစ်တဲ့ဂရီနာဖီကလည်းအခုလိုတီတူပြောဆိုပေးခဲ့ပါတယ်။ပြည်ရနစ်တွေမှာမိုင်းနော့တဲ့အသင်းအတွက်သူ့ရဲ့အားထုတ်ကြိုးစားမှုအပေါ်ဘယ်သူမှတန်တရားရှိစေရတော့မရှိပါဘူး။အသင်းရဲ့ဝန်ထမ်းကိုပါဝင်စားခဲ့ပြီးတော့တဝဲလောက်လွဲလျှော်ဖို့တော့မရှိသလောက်ကိုရှားပါလေ။အသင်းတွေကဂိုးပန်နေမှုတွေ၊ဂိုးသွင်းယူမှုတွေ ပံမိုးပေးထားပြီးတော့အခုအချိန်မှာဒီမှာလဲဆက်ရှိနေပြီးတော့အခက်အခဲတွေကိုကြော်ဖြတ်ဖို့ယုံကြည်မှုရှိနေတာတိတ်ကိုထင်ရှားပါလိမ့်။တကယ်ဆိုရင်ဒီရောက်ဒီမှာသူ့အနေနဲ့ငါအကောင်းဆုံးလုပ်ခဲ့ပြီးပြီဆိုပြီးတော့လွယ်လွယ်လေးပဲပြောသွားလို့ရပါလိမ့်။ဇဝဲမှာငွေအမြောင်များစွာနဲ့စော်ရီကိုတွားလို့ရောက်နေတဲ့အခွင့်အရေးကြီးကိုဆွန့်လွန်ပြီးတော့အသိမှဆက်ရှိနေခြင်းဟာရော်ဒပရိသတ်ရဲ့ရင်ထဲမှာသူ့ကိုပို့ပြီးတော့ချစ်မြတ်နိုးစင်မှာတော့အသေးကြပါပဲ။ အသိဉာဏ်အနေဆုံးအခြေအနေတစ်ခုရောက်ရှိနေတာတော့မှပဲမြောင်များလာစွာသောငွေတွေကိုညင်းပယ်ပြီးဒီအသိမှာဆက်နေပြီးတော့အောင်မြင်ခြင်းနဲ့ဆိုတဲ့သူ့ရဲ့စိတ်တဟာတကယ်ကိုချစ်ကြည့်ခြင်းစရာပါပဲမိုင်ရော့တဲ့မှာအသိကိုတကယ်ကိုချစ်တဲ့ဒီလိုဇာမတွေအများအပြားလိုပါလိမ့်ဒီချက်တွေကြောင့်ပဲယူရတဲ့ fan တွေအနေနဲ့သူ့ကိုပို့ပြီးတော့ချစ်လာကြမှာပါလို့ Gary Neffy ကချစ်ကြည့်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် နောက်တစ်ပတ်မှလည်းယူရတဲ့မှာယူရတဲ့ဆိုပြီးယူရတဲ့မှာပဲကစားတင်တယ်ဆိုတဲ့အန်ဘူမိုကလည်းယူရတဲ့အသင်းထံကိုတပတ်လောက်ကလာစားပေါင်2သိန်းခွဲတောင်းဆိုထားတယ်လို့သိရှိရပါတယ်။မိုင်ရတဲ့အသင်းကဘူမိုကိုခေါ်ယူနိုင်ရင်အတွက်ဘရန်ဘိုအသင်းရဲ့ဆွေးနွေးမှုတွေပြုလုပ်နေတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့အန်ဘူကိုခေါ်ယူနိုင်ရင်အတွက်လောက်ကလာစားများစွာပေးချေရဖို့ရှိနေတာလည်းပဲဖြစ်ပါတယ်။အမေမေကတော့လက်ရှိအချိန်မှာဘရမ်ဘိုအသင်းမှာတပတ်လောက်ကစားပေါင်း9000သာရရှိနေပေမဲ့ ရတဲ့သင်းကိုပြောင်းရွှေ့တဲ့အချိန်မှာတပတ်လောက်ကလာစားပေါင်2သိန်းခွဲအထိ9ဆတိုးမြင့်ရရှိလိုကြောင်းသိရှိရပါတယ်။အဘဘဘအပြည့်တဲ့ရာသီကဘရမ်ဘောအသင်းအတွက်ပရီးမီယာလိ38ပွဲလုံးပါဝင်စားခဲ့ရမှာသွင်းကို20အသွင်းယူနိုင်ခဲ့ပြီး9ဂိုးဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ပရီးမီယာလိရဲ့အကောင်းဆုံးဆုံးဇာမားတွေထဲကတယောက်အဖြစ်စည်ရင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဘန်ဘုံနေကောင်တက်25နှစ်အရွယ်အန်ဘူမှာကလန်နဲ့တနည်းစာချုပ်တက်တန်းတာကြံရှိနေပြီမဲ့လည်းပြောင်းရွှေ့ဒီကိုလည်းပေါင်းတန်း60တိအလိုရှိနေတာလည်းပဲဖြစ်ပါလိမ့်မိုင်ရတဲ့နေရာကလန်ရဲ့လောကလာစားအများဆုံးရတဲ့ဇာမဆင်းဝင်မာဂန်ရက်စဖို့နဲ့ဂျေဒန်ဆန်ချူတို့ကိုကုနူရသေးပါရောင်းချနိုင်မယ်ဆိုရင်အန်ဘူမှာတောင်းဆိုနိုင်တဲ့လောကလာစားကိုပေးလာနိုင်မှလည်းပဲဖြစ်ပါလိမ့်နေဥစားတဲ့ကလည်းစိတ်ဝင်စားနေပေမဲ့အမ်မိုမိုကိုရင်ကယူရတဲ့မှာယူရတဲ့အသိန်းကိုသာပြောင်းရွှေ့ကစားလို့နေတာလည်းဖြစ်ပါတယ် ယူရိုတဲ့အတင်းကအခုနွေရာသီမှာပထမဆုံးခေါ်ယူမှုအဖြစ်ဟိုသင်းရဲ့ဘရာဇီးတောင်ပန်တက်ဆက်ဇာမာကိုညာကိုခေါ်ယူထားပြီးလည်းပဲဖြစ်ပါတယ်။လူကောင်မွေတွေကိုခေါ်ယူနိုင်ရေးအပြည့်အစုံနိုင်မယ်လို့ယုံကြည်နေကြတဲ့မီလန်အေစီမီလန်တင်းကရီယယ်မက်ထရီအတင်းကနေထွက်ခွာလာတော့မဲ့လူကောင်မွေတွေကိုခေါ်ယူနိုင်မှုအဖြစ်နှောင်းအဖြစ်သဘောတူညီမှုရရှိထားပြီးဖြစ်ပြီးတော့ဒီကနေ့မှာပြောင်းရွှေ့ကိုအပြည့်အစုံနိုင်လိမ့်မယ်လို့ယုံကြည်နေရလည်းပဲဖြစ်ပါတယ်။ 2019ရွယ်လူကောင်မို့တွေ့ဟာရီယမထွေအသိမှာဆယ်စင်းတခုကြော်ကြောက်စားပြီးတဲ့နောက်စာချုပ်တရံတိုးခြင်းမခံရမှုနဲ့အတူထောက်ကွာလာခဲ့ရသူလည်းပဲဖြစ်ပါလိမ့်။ဒါမဲ့စပါခွင့်လန်ဇာမဟောင်းကဇာမဘွားမှာအနာယူလိုခြင်းမရှိသေးပေထိတ်တန်းစင်မှာနောက်ထပ်တရားစီလောက်ဇာလိုနေသေးတာလည်းပဲဖြစ်ပါလိမ့်။မော်ရီယာအင်တာမာယာမီ Ranger NSR တို့ရဲ့ဆက်သွယ်မှုတွေကိုရရှိခဲ့ပေမဲ့လည်းထိတ်တန်းအစ်စ်မှာပဲဆက်လက်ဇာလိုနေသေးမှုနဲ့အတူ AC Milan အသင်းကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့သူလည်းပဲဖြစ်ပါလိမ့်။ အေဇင်လန်နေကတော့ပြည်ရဲ့ရာသီကစီးရီမှာဆင်းရှင်းနေရာနဲ့ယက်တီနိုင်ပြီးတဲ့နောက်အသင်းကိုပြောင်းလဲတည်ဆောက်ဖို့အတွက်စီစဉ်နေတာလည်းပဲဖြစ်ပါလိမ့်။သူတို့ကနီးပြားသေးအဖြစ်ပယ်လီဂရီနီကိုလည်းခန့်အပ်ထားတာလည်းပဲဖြစ်ပါလိမ့်။ပြည်ရဲ့ရာသီလုံးကရီယမထွေအသင်းအတွက်လေးကိုသွင်းပြီးကိုးချိန်ဖန်ပြီးနိုင်ခဲ့တဲ့လူကောင်ပေါ်တွေ့ဟာရီယမထွေအသင်းနဲ့အတူကလပ်ကမဘလာပြိုင်ပွဲကစားအုံးမှာလည်းပဲဖြစ်ပါလိမ့်။အင်မလန်တင်းရဲ့နောက်ဦးသဘောတူလမ်းခွဲပြီးရဲ့နောက်အဲဒီတဲ့အသင်းကိုမြောင်မြလာစွာသောလောကလောက်စာနဲ့ရောက်ရှိသွားခဲ့ပြီးဖြစ်တဲ့အင်ဇာဂီ အင်နမ်လန်အသင်းရဲ့နေပြောင်းအင်ဇာဂီတို့ဟာနှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီးလည်းပဲဖြစ်ပါလိမ့်။အင်ဇာဂီကဂျမနီတို့ကမြူနစ်ချန်ပီယံဘောလုပွဲမှာ PSG အသင်းကိုရှုံးနိမ်ပြီးရဲ့နောက်၃ရက်ကြာမှပဲအင်နမ်လန်အသင်းနဲ့လမ်းခွဲလိုက်တာလည်းပဲဖြစ်ပါလိမ့်။နောက်တစ်ပတ်မှလည်းဆော်လီနီကလပ်အင်လန်အသင်းရဲ့နေပြောင်းတဲ့ခံအချင်းလည်းခံခဲ့ရပြီးလည်းပဲဖြစ်ပါလိမ့်။အင်နမ်လန်အသင်းကိုကန်ဒယ်စင်ဆူဘလာ၆လုံးရယူနိုင်ခဲ့တဲ့အင်ဇာဂီကတော့လင်းနေခီးစဉ်ဖြတ်တန်းခဲ့ပြီးရဲ့နောက်နှုတ်ဆက်ရမယ့်အချိန်တရောက်လာခဲ့ပါပြီ။ ီကာလာတွေမှာကျွန်တော်ဘက်ကအစွမ်းကိုပေးဆက်ခဲ့ပါတယ်ကျွန်တော်ကိုအားပေးငိုကြွေးခဲ့ကြတဲ့တမ်းပေါင်းများစွာသောအင်တာပရိသတ်တွေအတွက်နောက်ဆုံးစကားပြောခြင်းပါတယ်ဒီလူတွေရောကျွန်တော်နဲ့အတူခက်ခဲတဲ့ကာလာတွေဖြတ်တန်းခဲ့သလိုစူလာ6လုံးရစဉ်တုန်းကလည်းအတူတူပျော်ရွှင်အောင်ပွဲခံကြတဲ့သူတွေပါပဲခင်ဗျားတို့ကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ် ။အေဇန်ကတော့အင်နာမလန်အသင်းကိုကန်တွယ်ခဲ့တဲ့လင်းနေတာကာလအတွင်းမှာစီးရီးဖလား၃ဂျိန်၊ကိုပါအီတလီယာဖလား၂ဂျိန်နဲ့စူပါအီတလီယာဖလား၃ဂျိန်ရယူပေးနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။နောက်တစ်ပါးချန်ပီယံဘောလူဘွဲကို၂ဂျိန်တန်တန်ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့၂ဂျိန်သရုံးရှုံးနေကြတာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ကတော့နောက်ထပ်လာမှုနဲ့ဒူအင်နာမလီအသင်းကလည်းလာမယ့်ဇွန်လ14နေ့မှာစတင်ကျင်းပမယ့်ကလပ်ကဘလာပြိုင်ပွဲစဉ်အမိနေပြည်တော်အဖြစ်ခံရမှာလည်းဖြစ်ပါလိမ့် နေပြည်တော်ဆိုင်ရာကတော့အိလန်သင်းမှာတရင်းလောကလောက်စာအနေနဲ့ယူရို26တန်ရရှိမှာဖြစ်ပြီး2029ခုနှစ်ထိရှိမယ့်စာချုပ်တဲ့တည့်ရချုပ်ဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အင်ဇာကြီးရဲ့နေရာမှာနေပြည်တော်အဖြစ်အမြန်ခန့်ဖို့အတွက်မော်စီသင်းရဲ့နေပြည်တော်ဒီစာဘီကိုဆက်သွယ်ခဲ့ပေမဲ့ဒီစာဘီကညင်းဆူသွားခဲ့တယ်လို့သိရှိရပါလိမ့်။မော်စီသင်းရဲ့နေပြည်တော်ဒီစာဘီကကျွန်တော်ကိုဘယ်သူမှမဆက်သွယ်ပါဘူး။ထို့သမင်ပြည်တဲ့ရက်အနေငယ်တွင်းကပေါ့။မော်စီသင်းမှာပဲကျွန်တော်အဆင်ပြေနေပါလိမ့်။ဒီတော့ကျွန်တော်အနေနဲ့ဘာမှပြောစရာတော့မရှိပါဘူး။ တဲမြောက်ခင်မှာတယောက်ယောက်ဒါမမုံအသိနဲ့သိကကျွန်တော်ကိုဆက်သွယ်လာနိုင်မလားဆိုတာကတော့ကျွန်တော်လည်းမသိသေးပါဘူး။ဒါပေမဲ့အခုလော်လော်ဆယ်မှာတော့ဘယ်သူမှကျွန်တော်ကိုဆက်သွယ်တာမျိုးမရှိသေးပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။အသက်45နှစ်ရွယ်အီတလီလူမျိုးနီးပြားဒီဇာဘီကလည်းမာဆေးအသိနဲ့2029ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသူလည်းပဲဖြစ်ပါလေ။ကျေးဇူးတင်ပါတယ်။ဗဟိသမြန်လုံးကိုစိတ်နှစ်ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ။